ခင်မင်္ဂလာပါရှင်ညီမဒီနေ့ရှင်းပြပေးမယ့်အကြောင်းအရာလေးကကြာတော့ညီမတို့ iMe Switch 2 Pro ကနေ data software နဲ့ပေါ့နော်အလွယ်တကူဆုံး receipt ထုတ်လို့ရတဲ့ပုံစံလေးကိုညီမရှင်းပြပေးမှာပဲဖြစ်ပါတယ်ရှင်ပြီးသွားပြီဆိုလို့ရှင်တော့ညီမတို့ software မှာပေါ့နော်ညီမတို့ item လေးယူယူပြီးလို့ရတယ်အတန်လေးတွေကိုရေးပြီးပြသပြီဆိုလို့ရှိရင်တော့ညီမတို့ကဒီ paper တန်လေးကိုနေမယ် paper တန်လေးနေပြီးတော့ညီမတို့ဒီ back up ပေးလေးကိုပေါ့နော်နှိုင်းနှိမ့်လိုက်တာနဲ့ညီမတို့ကနေပြီးတော့ရရှိကောင်စာလေးတစ်ခုထွက်လာမှာပဲဖြစ်ပါတယ် မယ့် item လေးတွေကိုပေါ့နော်ညီမတို့ဒီလို image လေးတွေပုံလေးတွေနဲ့လည်းတော့မထည့်ပြီးရောင်းဝယ်လို့ရပါတယ်။ဟာပြီးတော့ရောညီမတို့ကဒီဈေးဝယ်ခြင်းလေးတွေကိုပေါ့နော်ညီမတို့နှိမ့်လိုက်တယ်။ပြီးတော့ပြီဆိုလို့ရှင်တော့ညီမတို့ဒီ check out button လေးကိုနှိမ့်တယ်ပေါ့နော်။ဟုတ်ကဲ့ပြီးတော့ပြီဆိုလို့ရှင်တော့ပေါ့နော်ညီမတို့က pay button လေးကိုနှိမ့်လိုက်တယ်။ဟုတ်ကဲ့ပေးပတန်လေးမှာဆိုလို့ရှိရင်ညီမတို့ကဒီငွေသားနဲ့ပေါ့เนาะအခုဆို4950ကျတယ်ဆိုလို့ရှိရင်ညီမတို့က9000ပြည့်ရပေါ့ ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ညီမတို့ကဒီပြန်အန်းငွေလိုပါပေါ့နော်တခါရဲတွက်လို့ရပါတယ်ပြီးတော့ဆိုလို့ရှိရင်တော့ညီမတို့ကဒီပေးပတန်လေးကိုနှိပ်တယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ညီမတို့ receipt voucher လေးထွက်လာမှာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပြီးတော့ဆိုလို့ရှိရင်တော့ခုနကလို image ဒီညီမတို့ဒီလိုရွေးတာမျိုးမဟုတ်ပဲねပေါ့နော်ညီမတို့ကဒီ barcode scan နဲ့လေးပေါ့နော်ညီမတို့လွယ်လွယ်ကူကူအသုံးပြုလို့ရတဲ့ပုံစံလေးကိုညီမရှင်းပြပေးပါမယ်ရှင်ဒါဆိုလို့ရှိရင်တော့ညီမတို့ကဒီ barcode scan ဆိုတဲ့ button လေးကိုညီမတို့နှိပ်လိုက်တယ်ဟုတ်ကဲ့ညီမတို့ကဒီလိုမျိုးလေးလဲညီမတို့ scan ဖတ်ပြီးလို့ရပါတယ် ဟုတ်ကဲ့ပြီးသွားပြီဆိုလို့ရှိရင်တော့ဗောနော်ညီမတို့ကနေပြီးတော့ညီမတို့ software မှာလည်းဗောနော် expand နေတဲ့သတ်မှတ်ပြီးလို့ရတယ်ဟုတ်ကဲ့ expand သတ်မှတ်တော့မယ်ဆိုလို့ရှိရင်ဗောနော်ညီမတို့ကနေပြီးတော့ဒီ click ကလေးကိုနှိပ်လိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ညီမတို့ကနေပဲဒီ expand item လေးကိုယူလို့ရတယ်ဗောနော်ပြီးသွားပြီဆိုလို့ရှိရင်ကိုသုံးမဲ့ expand amount ကိုထည့်ပြီးလို့ရပါတယ် ပြီဆိုလို့ရှိရင်တော့ညီမတို့ submit နေလိုက်တာနဲ့ပေါ့နော်ဒီ expand ကတော်တူထွက်သွားမှာပဲဖြစ်ပါတယ်ရှင် expand report လေးကတော့ညီမတို့ဒီဘက် icon လေးမှာပြန်ကြည့်လို့ရပါတယ်ရှင်ဟုတ်ကဲ့ပြီးသွားပြီဆိုလို့ရှိရင်တော့ညီမတို့ report တွေပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်ညီမတို့ဒီ summary report တွေကိုတော့ပြန်ကြည့်လို့ရပါတယ်ဟုတ်ကဲ့ညီမတို့ဒီ report ပိုင်းမှာဆိုလို့ရှိရင်လည်းပေါ့နော် date နဲ့ညီမတို့ date တွေ month တွေ year တွေနဲ့ပေါ့နော်သူရဲ့ကြည့်လို့ရတယ်လို့မျိုးညီမတို့ရဲ့ဒီ daily ပေါ့နော် daily income တွေလည်းကြည့်လို့လည်းရပါတယ်ရှင် ြီးသွားပြီဆိုလို့ရှိရင်တော့ညီမတို့ဒီ expense မှာနှုတ်ထားတဲ့အမောင်ရပြီးသွားပြီဆိုလို့ရှိရင် all payment တိုက်မှာဆိုလို့ရှိရင်လည်းညီမတို့က KP cash နဲ့ပေါ့နော်ဒါမျိုးလေးတွေလည်းညီမတို့ကဒီ report လေးတွေလည်းကြည့်ပြီးလို့ရပါတယ်ရှင့်ဒီ video လေးကိုကြည့်ရှုအားပေးရတဲ့အတွက်လည်းညီမတို့ data software မှာကျေးဇူးတင်ပါတယ်ရှင့်